အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့တရိษံဖြစ်တော်လဲအသက်နှင့်ရင်း၍ကျေးဇူးဆက်သူဟူသော ဖြစ်ရမန်ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေးသူကတော့ညီညီမောင်ဖူလော့ဖြစ်ပါတယ်။နားတော်သားဆင်ကြပါအောင်ရှင်။တပြေကုန်းရွာတွင်စင်မာလေးမိလုံးကိုတရွာလုံးကစောထုတာဤစင်မာလေးဟူသိနေကြသည်။စင်မာလေးအသက်က18နှစ်အပြိုပေါ်ဝင်စနှင့်စောထုတာဤအသက်က35နှစ်ရှိနေပေပြီ။ ဇာတုဒါဤအဖေနှင့်အမေရှိကလေးကကြံရစ်ခဲ့သောမိမဲမှမွေးဖွားလာသောဆင်မလေးဖြစ်သည်မိလုံးကိုမွေးဖွားပြီးတလားကျော်အကြာတွင်ဆင်မကြီးမိမဲမှပို့ထ၍တည်ဆုံသွားခဲ့၍ဇာတုဒါမှမိလုံးကိုကျွမ်းနုတတ်၍မွေးလာခဲ့ရသည်ဆင်မလေးမှချစ်စရာကောင်းလာသည်ငယ်စဉ်ကလေးကရွာရှိကလေးများနှင့်ကစားပက်ကြပြလို့တချင်းဤတီလုံးဆိုသည်ပြလျင်ကိုင်းနေအောင်ကားရသည် အရွယ်ရောက်တော်လည်းနေ့အချိန်ထုမခတ်ထား၍စတုဒ္ဒဤနောက်သို့တကားခါလိုက်နေစေရင်ကျစ်ဒီမှာလည်းပြောဆရာမလို့တစားမုံလာပြကျော်စနေရနေ့ညရွာကလေးမှာမှောင်မှောင်မဲမဲတဲ့ဝဲစိတ်ငြိမ်လို့နေ၏ထိုနေ့ညဆက်တနာ၏အချိန်ကကြီးကြီးဟူသောအတန်နဲ့အတူတောင်းဝုံတပြောင်ပြောင်အတန်များကစုညမ်းနေသည်စတုဒ္ဒသည်တမီးနှင့်ဓာတ်ကိုယူကစင်မာလေးထုခတ်ထားသောတစ်တူပင်အောက်သို့ရောက်သွားခဲ့၏ ဆင်မလေးကိုတံမီးဖြင့်ထိုးကြည့်လိုက်ရာဆင်မလေး၏ကြောပေါ်မှတစ်ကြုပ်ကလေးတစ်ကောင်ကိုတွေ့လိုက်ရ၏တစ်ကြုပ်ကလေးကမိလုံး၏ကြောကိုခက်လျက်သားတွေ့ရပြီးသွေးများကမြင်မကားအောင်စီတနေ၏သောထုတာကပါလာတော့သားဖြင့်ပြစ်လိုက်ရာကံအားလျော်စွာတစ်ကြုပ်အားထိမှန်ပြီးအောက်သို့ကျသွားရာဆင်မလေးမှာရက်တောင်ဖြစ်အောင်နင်းချပြီးတက်ပြစ်လိုက်သည်ဆင်မလေး၏မျက်လုံးများကသောထုတာအပေါ်ကျေးဇူးတင်သောမျက်လုံးဖြင့်ကြည့်နေတဲ့အောင်ရောင် အဲ့ဒီနေ့ကစပြီးသောထုတာကစင်မာလေးကို အိမ်နှပေးသူပြောင်းပြီး ထုခတ်ထားပေးသည်စင်မာလေးကသောထုတာအားမျက်ရှိပြမခံမဲနောက်ကတကားကောက်လိုက်နေတတ်သည်ဒီနေ့သောထုတာတရားလမ်းရှာထွက်လာရာစင်မာလေးကနောက်ကပါလာ၏သောလာထုမှဟဲ့ကောင်မင်းမမနောက်ကတကားကောက်လိုက်နေတယ်ကွာဟုလန့်၍နောက်လာ၏သောထုတာကလူပြိုကြည့်မှုစကြင်နောက်ချင်ကြ၏ဟဲ့ကောင်လာထုမင်းဒီလိုမပြောနဲ့ကွာငါနှုတ်တိုက်ပြီးမွေးလာတယ်ငါသမီးကွာ ဟုအတန်မာမာနဲ့ပြောလိုက်ရာစင်မာလေးမီလုံးကဆောလာထွန်းစီပြေးဝင်လာ၏ဇောထုတာကစင်မာလေးနာမောင်းကိုဆွဲယူပြီးဆောလာထွန်းတို့နဲ့ဝေးကွာရာသို့ထွက်လာခဲ့ရသည်ဒါကြောင့်လဲစင်မာလေးပါလာလျင်ဇောထုတာကိုမနာဝန်ကြတော့ပေစင်မာလေးမှာအရွယ်ရောက်လာ၍ကုမ္ပဏီများကလာရောက်ငားရမ်းကြတော့လဲစင်မာလေးကိုကြမ်းတမ်းစွာမခန့်ရတဲ့ဖြင့်လက်မခံခဲ့ပေတပြေကုန်းရအနီးနားမှာငားရမ်းမှသာလျင်ကိုယ်တိုင်လိုက်လံပြီးတစ်ဆွဲပေးတဲ့သည် ။စင်မာလေးကလည်းစောထုတာခိုင်းလျင်မညူမညင်လှုပ်ပေးတတ်သည်။သူတို့နှစ်ဦး၏တန်ရောစင်ကပုံမို့၍ခိုင်မြဲမြဲမြံလျက်တို့တော်လေမြန်နိုင်စွမ်းမရှိသောကကြမာက သူတို့နှစ်ဦးကိုခွဲထုတ်ကြတော့မီကိုမသိနိုင်ကြပါ။တနေ့ဥကြမုံတက်တော့မှ တစ်ဆွဲပြီးအပြန်အသွင်းဖြစ်သည် ဝါဆိုဦးမို့မို့မို့များလိုင်လိုင်ပေါ်များလေးရာသောထုသားမမို့စားခြင်းသဖြင့်မို့ကောက်ရန် စင်ပေါ်မှာစင်ပြီးမို့များကိုလိုက်လံရှာဖွေရာ ချုံပိုးအောက်ဝဲဘန်းငန်းဥထက်ကြီးသောဦးများကို တွေ့လိုက်ရ၏ဟင်ဒါကမွေးဥတော်မဖြစ်နိုင်ဘူးငါတကောင်ကောင်ရဲ့ဦးများဖြစ်လိမ့်မလား ဟုတန်တရာဖြင့်ဥတလုံးကိုကန်ကြည့်လိုက်ရာတရှူရှူတရှိရှိအတံများကိုကြား၍လက်ကြည့်လိုက်ရာကြောက်စရာကောင်းလာသောအေယာမတော်ကြည့်မှုရတကောင်ဖြစ်နေ၏။ဝေဟောက်ကြီးမှတချိန်လို့ပြေးလာလိုက်ရာသောထုတာမှလည်းဖနှောင်းနဲ့တင်မှသသားလက်ကြအောင်ပြေးနေရ၏။ကိုယ့်ပတ်ပြီးပြေးတော်လဲဝေဟောက်ကြီးကမိလူလူသောထုတာမှဟော်ဟဲဟော်ဟဲဟော်ဟဲဖြင့်မောဟိုက်နေပြီမို့အသက်တေယုံမှတပါဘာမှမတတ်နိုင် ထိုအချိန်တွင်မမျော်လင့်ပဲမိလုံးကပြေးလာပြီးတောချိမွေဟောက်ဤကောင်းကို နင်းချလိုက်ရာ မွေဟောက်ကြီးဤကောင်းကိုမထီမီမွေဟောက်ကြီးကစင်မာလေးခြေတော့အားပေါက်မိသွားသည်စင်မာလေးကလည်းမွေဟောက်ကြီးဥကောင်းအားခြေဖြင့်နင်းချလိုက်ပြီးခေါင်းမအစုံမွေကြီးအားအဆွဲဖြင့်ထိုးခွဲလိုက်သည်မွေဟောက်ကြီးဤကိုယ်လုံးမှာဝါးကိုခွဲလိုက်သလိုဟတ်တက်ကွဲသွားတော့သည် မွေဟောင်ကြီးဤလုံးပတ်မှာလူထွားကြီးတယောက်ဤပေါင်လုံးလောက်ရှိပြီးအရှိမ14တောင်ခန့်ရှိပေသည်ဆင်မာလေးမှာတောကြီးမွေဟောင်အားထိုးခွက်တက်ဖြတ်ပြီးနောက်မွေအစိတ်ကြောင့်ဒူးတုံ၍လဲကျသည်ဆုံးသွားပါသည်ဆင်မာလေးမှာသောထုသား၏အသက်ကို သူ့အသက်ဖြင့်ရင်း၍ကဲ့တင်သွားခဲ့သည်သောထုသားသည်မှင်တက်အံ့ဩနေရာမှဆင်မာလေးစီသွားပြီးနှာမောင်းကိုဖက်ခါမချစ်တင်ခဲ့ငိုကြွေးနေမိသည်။ဆိုဝါလာတိကံကြမ္မာကဒုနယကိုရရဆက်ဆက်ခွဲရလိုက်တာကွာ။ နောင်ဖြစ်လျာဘဝတွေမှာဒီလိုအဖြစ်မျိုးနဲ့မကြုံရအောင်ဆူတောင်းနေပါမယ်မိလုံးရာနောက်တလအကြာတွင်သောထုသားသည်သူပန်ဆိုင်သည့်အိမ်နှင့်ခြံဝင်းကိုရောက်ပြီးမိလုံးအတွက်အလူလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်အိမ်နှင့်ခြံဝင်းကိုရောက်ချပြီးနောက်သူကိုယ်တော်ယဟန်ဖောင်တို့တက်ခါအလူပွဲကိုတရွာလုံးမိခုတ်တိတ်လူတန်းခဲ့ပေသည်မိလုံးရေအမြအမြအမြအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်